မလင်းတန်းကြောင်နိုင်ငံတော်ဝန်ပူဆွေးနေကြခြင်းစစ်ကောင်စီတပ်က KIA တပ်မဟာရှင်နေမြေကိုလေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက်စစ်တပ်နဲ့တက်ရောက်နေတဲ့လူငယ်30ကျော်တေဆုံးခဲ့ရတယ်လို့သိရပါတယ်။အဲ့ဒီလေကြောင်းတိုက်ခိုက်မှုကိုကျူးလွန်ခဲ့တဲ့စစ်ကောင်စီတပ်ဟာပြီးခဲ့တဲ့ရက်ပိုင်းကပဲမတ်လ31ရက်နေ့ကနေဧပြီလ6ရက်နေ့အထိကိုငလင်တန်းကျောင်းထိခိုက်တေဆုံးခဲ့ရသူတွေအတွက်လို့ဆိုပါနိုင်ငံအဆင့် ဝိုင်းနေချင်းရက်သက်တပတ်ဖြစ်သတ်မှတ်ခဲ့တာပါ မနေ့ကမတ်လ31ရက်နေ့ညနေပိုင်း9နာရီလောက်မှာတော့မူရင်းခိုင်ထဲမှာရှိတဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့တပ်မရှစ်နေမြေထဲမှာရှိတဲ့တရင်ငါနေမြေတဝိုက်ကို Jet Fighter နဇီနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာလို့သိရပါတယ်ဒီတိုက်ခိုက်မှုကြောင့်စစ်တပ်နိုင်ယူနေတဲ့လူငယ်36ဦးသေဆုံးခဲ့ရတယ်လို့20ကျော်ကတော့ဒဏ်ရာရခဲ့ပြီးအတက်အနေစိုးရိမ်နေရတဲ့သူတွေလည်းရှိနေသေးတယ်လို့ စီးသတင်းမြစ်တွေက KNG ကိုအတီးပြုတ်ပါတယ်ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ KNG သတင်းနဲ့ပြန်ကြားရေးတောင်းခံဘုံကြီးနော်ဘူးကို KNG ကဆက်သွယ်ကြည့်တဲ့အချိန်မှာတော့လေချောင်းတိုက်ခိုက်သွားတာကိုပဲအတီးပြုတ်ပြီးတေရှုံမှုတွေနဲ့ပတ်သက်လို့တော့အတီးပြုတ်ပေးတာမရှိသေးပါဘူးမလင်းနိုင်ငံကြောင်းပူဆွေးနေရတဲ့အချိန်တိုက်ပွဲတွေရပ်ဖို့နိုင်ငံတော်ဝန်ကလူတို့ကတောင်းဆိုနေကြပါမယ်ကချင်းပြည်နယ်ပအဝင် data တချို့မှာစစ်ကောင်စီကလေချောင်းတိုက်ခိုက်မှုတွေအပြင်ထိုးစစ်ဆင်တိုက်ခိုက်တာတွေကိုလုပ်နေပါတယ် ကချင်ပြည်နယ်မှာတော့စစ်ကောင်စီဘက်ကဒုစစ်စင်နာတွေဆက်တိုက်လုပ်နေတဲ့အတွက်ခုခံတိုက်ပွဲတွေပေါ်ဆောင်နေရတယ်လို့ဗိုလ်မှူးကြီးတော်ကပြောပါတယ်စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်းကစလို့အာဏာရှင်ကိုမလိုလားတဲ့လူငယ်တွေဟာကဲရင်ထိန်းချုပ်ထားတဲ့နေမြေတွေမှာစစ်တင်တန်းတွေယူနေကြပြီးပြန်လည်တော်လန်နေကြတာပါဒါအပြင်စစ်ကောင်စီတပ်ဟာဒီကနေ့မနက်ပိုင်းမှာပဲ ARD မြစ်အရှေ့ဘက်ကမ်းမှာရှိတဲ့ဝိုင်းမော်မြို့နယ်လမြန်ရွာကို drone နဲ့ငားချိန်ထပ်မနေဘုံကျဲတိုက်ခိုက်ခဲ့သေးတယ်လို့ data ကဏ္ဍကပြောပါတယ်။စကိုင်းနဲ့မန္တလေးမြို့တွေကိုအဓိကဗဟုပြူပြီးလှုပ်ခတ်ခဲ့တယ်။ငလင်ရဲ့ပြင်းအားဟာခொနှစ်တရမခွန်ပြင်းအားထိရှိတယ်လို့ American Soya ဘုံမီပေတာတိုင်းတာရေးအဖွဲ့ USGS ကထုတ်ပြန်ထားတယ်လို့ငလင်တန်ကြောင့်တည်ဆုံမှုကမြန်မာပြည်တော်မှာတထောင်းကနေတသိန်းကြားလူကြီးရှိနိုင်တယ်လို့ခန့်မှန်းထားပါတယ်။ ဒီကနေ့မနက်ပိုင်းအထိတော့ငလင်တန်းကျောင်းတည်ဆုံးသူနိုင်ငံတော်မှာ2000ကျော်အထိရှိလာပြီးတော့ဒဏ်ရာရရှိသူ3900ကျော်နဲ့ပျောက်ဆုံးနေသူကတော့900ကျော်အထိရှိလာပြီလို့အာဏာသိမ်းစစ်ကောင်စီကသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာ။